ဂုံတော်ကိုပေါင်းပရိစိတ်ချင်းနဲ့ကိုတွေ့ဖြစ်ရများဆိုတော့အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကိုပြောပြချင်ပါလိမ့်ဒီအကြောင်းကိုပြောရင်တော့ကျွန်တော်ရဲ့အဘစီကနေရလာတဲ့စာတစ်စောင်ကိုစပြောရမှာပါကျွန်တော်ဟာနေကြမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တယောက်ပါဒီနေ့ကျွန်တော်စီကိုအဘဖြစ်သူထံကစာရောက်လာပါလိမ့် ိမ်နဲ့ခွေးနေတဲ့ကျွန်တော်ဖို့တော့အဲ့ဒီခေတ်ကကာလာကဖုန်းလဲနေရာတိုင်းမှာဆက်သွယ်ရေးကအဆင်မပြေသေးတဲ့အတွက်ဒီလိုမျိုးစာသွားစာလာကိုပဲအားကိုးနေရတယ်ဆိုမှမားပါဘူးအင်ကစာလာလဲဆိုတော့ဘာများလဲဆိုပြီးဝမ်ပန်းတသာဖောက်ဖက်ကြည့်လိုက်တဲ့အခါတော်ဝင်ချင်းပြင်ဖြစ်တဲ့ကစားကျွန်တော်စိတ်ထဲတော်တော်လေးကိုဝမ်းနေသွားပါလိမ့်တော်တော်ဝမ်းနေသွားတဲ့အတွက်ကျွန်တော်ဟာငိုင်းတိငိုင်းတွေတွေ့နေပါတယ်အဲ့မှာကျွန်တော်နဲ့တောင်းဝန်တူကြတဲ့ တငယ်ချင်းဆရာဝန်ဟာကျွန်တော်လက်ထက်ကစာအုပ်ယူပြီးဖတ်ကြည့်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်ရဲ့မိခင်ဟာနောက်ဆုံးချိန်ရောက်နေပြီတဲ့စာထဲမှာရေးထားတာပါ။ဖြစ်နိုင်မယ်ဆိုရင်အမြန်ဆုံးပြန်လာဖို့မိခင်ရဲ့နောက်ဆုံးချိန်ကိုမှီအောင်ဆိုပြီးအပားဖြစ်သူကစာပို့လိုက်တာဖြစ်ပါတယ်။ကျွန်တော်တငယ်ချင်းကဒါဆိုလဲပြန်ချင်းပြန်လေကွာခွင့်နေပြီးပြန်ဖို့စီစဉ်တယ်။မိဘကအရေးကြီးတာပေါ့။ ကျွန်တော်လည်းခေါင်းညိတ်ပြလိုက်ပါတယ်ဖြစ်တဲ့အနေနဲ့အမေ့စီပြန်ရပါလိမ့်မယ်ကျွန်တော်မှာ Twitter ဆီယာမိခင်တူတာဖြစ်ပါတယ်ဖခင်ကငယ်ရွယ်စဉ်ချင်းကလေးကဇုံးပါသွားပါတယ်ကျွန်တော်မိခင်ကြီးဟာနောက်ထပ်အိမ်တော်အစ်တကိုအရွယ်ရှိသေးညာလဲမထူထောင်မဲနဲ့ကျွန်တော်ကိုဆရာဝန်တယောက်ဖြစ်လာစေမို့ထီပညာသင်ကြားပေးခဲ့ပါတယ်မိခင်မြတ်တာဟာအင်မတန်ကြီးပါတယ်ကျွန်တော်ဆရာဝန်တယောက်ဖြစ်လာတော့လဲနိုင်ငံဝန်ထမ်းတယောက်ဖြစ်တဲ့အတွက်ကြောင့်ထိုင်းရနေဆရာသွား ထမအောင်ဆုံးနေကြမှာပဲတာဝန်ထမ်းဆောင်ရတာပေါ့ဒီလိုနဲ့ပဲအမေအိမ်ကိုရောက်လိုက်ကြောက်တဲ့ခါဆိုလည်း6လလောက်မှတစ်ခါလောက်ရောက်လိုက်တနှစ်လောက်မှတစ်ခါရောက်လိုက်တာဝန်ရှိတဲ့ညာသွားထမ်းဆောင်လိုက်နေပဲအခြေအနေကကုံသွားပါလိမ့်အမေကို3ရောက်ဘာတစ်ခုမှမပြုစုဘူးပါဘူးအချိန်ကြာကြီးလည်းအမေနဲ့တူအခုလိုမျိုးဖွဲ့ရပညာတက်ဖြစ်ပြီးနောက်ပိုင်းမှာမနေဘူးပါဘူးအခုအမေဟာတော်တော်လေးကိုနေတိုင်းမကောင်းဖြစ်နေတယ်ဆိုပြီး ကျွန်တော်အမေရဲ့အကိုအဘစီကနေဆိုင်ရတော့ကျွန်တော်တော်တော်လေးစိတ်ထိခိုက်သွားပါလိမ့်။အမေမရှိတော့ရင်ငါဘလို့လုပ်မလဲ။ဒီလုပ်ငန်းတာဝန်တွေဟာအရေးကြီးတာမှန်တယ်။ဒါပေမဲ့ငါရဲ့မိခင်ကလည်းအရေးကြီးတယ်။ဒါကြောင့်ကျွန်တော်ဟာအမေစီကိုတွားဖြောင်သွားမယ်လို့ဆုံးဖြတ်လိုက်ပါလိမ့်။ကျွန်တော်ဘာမှန်တိုင်းပြောရင်ဘယ်တော့အခါမှကျွန်တော်ကိုစာပို့ဘူးလို့မရှိပါဘူး။အခုအမေကတော်တော်လေးကိုဖြစ်နေလို့ရဝင်းမှာတာဝန်ထမ်းဆောင်တဲ့ကျွန်တော်ကိုစိတ်ပူပင်နေမှာဆိုလို့အဘက စပို့လိုက်ပါမယ်အမှန်တော့ကျွန်တော်ပြန်ခီရလဲအတော်လေးကိုထောက်ထားတယ်ဗျသင်းမောဒန်ကားဒန်လည်းဟို20 20လောက်စီရတာပါစီရင်စရာရှိရတယ်ကျွန်တော်စီစဉ်တယ်နောက်နေ့ညနေ9နာရီမှာသင်းမောနဲ့ပသိန်ကားနဲ့ရန်ကုန်ပြန်လာပါလေရန်ကုန်နောက်နေ့မနက်9နာရီမှာသင်းမောဆိုင်ပါလေအဲဒီတော့ကပသိန်ရန်ကုန်လမ်းကမကောင်းပါဘူးတော်တော်လေးအခြေအနေဆိုးပါလေအဓိကခီးတဲ့တွေအားထက်ရကတော့သင်းမောလမ်းဖြစ်ပါလေ သိမ်းမောင်းကလည်းစင်းရင်စင်းချင်းကျွန်တော်ရဲ့ခီးစဉ်ကရန်ကုန်မှာမဆုံးသေးပါဘူးရန်ကုန်မုံတမကားဂိတ်ကိုသွားပါတယ်ရန်ကုန်မုံတမကားဂိတ်မှာနောက်ဆုံးကားချက်ရှိရှိကျွန်တော်သွားဆုံဆန်ပါတယ်မရှိလို့ရန်ကုန်မှာတရက်အိပ်ရပါတယ်နောက်နေ့နေ့ဘူးတုံရန်ကုန်ကားနဲ့မော်လမြိုင်ကိုပြန်လာပါတယ်မော်လမြိုင်ရောက်ပြီးတော့အချိန်မီတော့အမေရှိတဲ့တံမြူစရာကိုခီးဆက်ပါသေးတယ်တကယ်လို့အချိန်မီရင်တော့မော်လမြိုင်မှာတ냐ထမှန်အိပ်ရပါမယ်ဖြစ်ချင်တော့ကားရှိကမ်းမှာနေရာရတော့ကောင်းတာပေါ့ ကျွန်တော်ဘီမှာတော့အသက်50ရွယ်ဝန်းကျင်လောက်ဒေါ်ကြီးတယောက်ပါလာပါတယ်ကျွန်တော်ဟာတခုကောင်းတာကငယ်ရွယ်စဉ်ချိန်ကလေးကစပြီးအခုအသက်ရွယ်ထိဂုံတော်၉ပါအမြဲတမ်းနှုတ်ကနေတွတ်တွတ်ရွတ်သွားပါလေဂုံတော်၉ပါတိတ်ထန်မတည်တဲ့အမြဲတမ်းလိုလိုစိတ်ဖြစ်ပါလေဒါနဲ့ပဲကျွန်တော်ဟာဂုံတော်၉ပါပရိလေးကိုအိတ်ထဲမှာထည့်ပြီးစိတ်ထဲမှာပဲဖျားရှိခိုးရဲစိတ်နေပါတယ် ဘေးမှာပါလိုက်တော့ကြီးရတယ်သူကြည့်တော့ပရိစိတ်လာပါတယ်ဒီလိုနဲ့ခီးဆက်လာတော့ကျွန်တော်တို့စီးလာတဲ့ကားလေးဟာကြိုက်ထူရောက်ယုတိယကားဘရိတ်ပေါက်ပါတော့တယ်ကားပတ်ချလိုက်ပြီးတိမ်မောက်သွားပါလိမ့်အရှိန်လဲပြင်းလို့ပါကားတစ်စီးလုံးဖျားရသန်ကြီးအော်ဟန်ဟိသန်ဆူညံပြီးဘယ်သူတွေဘလို့ဖြစ်သွားမှန်းမသိပါဘူးကျွန်တော်လည်းသတိမေးသလိုဖြစ်သွားပါတယ်သတိရလို့ကြည့်လိုက်တော့ဘေးအတော်ကြီးပေါ်မှာပြိမိနေတာဗျအတော်ကြီးကလည်းကားဒရိုက်ပေါ်မှာပြိနေတယ်ကားရှိခံကတော့ကျင်းမောက်သွားပါတယ်ထိုးစမ်းတာကျွန်တော်နဲ့အတော်ကြီးနှူးလုံးက ဘာမှတစုံတရာထိခိုက်မှုတော့မရှိပါဘူးကြေမော့သွားတဲ့ကားမှန်စားတွေလည်းတစုံတစတော့ထူးစူးခြင်းမရှိပါဘူးကိုယ့်ကိုယ်ဘာဖြစ်လဲသင်္ချာလိုက်ကြည့်တော့ဘာဖြစ်ပါဘူးတော့ပါသေးတယ်ကျွန်တော်လည်းဘာဖြစ်လို့ကားတွေကလည်းတင်းရအောင်ထွက်ပါတယ်တော့ကြီးကိုကျွန်တော်ရဲ့အိတ်လေးကိုအပ်အပ်ပြီးတော့ခီးတွေကိုကျွန်တော်ဆရာဝန်ဖြစ်ကြောင်းပြောပါတယ်ကားတော်ခမ်းမဒဏ်ရာသူတွေကိုကောင်းတဲ့သူတွေနဲ့ပေါင်းဆွဲထုတ်ကြီးစုပေးပါတယ်ကားမရကလေးကတော့ကျွန်တော်ကြည့်တဲ့အချိန်မှာလည်းအချိန်လေးမကောင်းလို့ဈေးဝင်ကိုအလင်းမြန်ပို့မယ်နောက်ပိုင်းမှာဆုံးမသွားပါနဲ့ အဲ့ဒီခေတ်က break ball ကိုကောင်းမွန်တဲ့တရင်ဟာတရင်စားတွေမှာပါလာပါတယ်ခေါင်းကြီးပိုင်းမှာပါဦးကောင်းတဲ့ရသူအနည်းဆုံး၃လေးဦးရှိပါတယ်ဒဏ်ရသူတွေကိုတိုးထက်မလွန်စေဖို့ရရလက်ကင်ဘွားလက်တော့ဘွားတွေနဲ့စီးနှောင်ပေးရပါတယ်လူနာတွေကိုနှီးစရာဆေးအောင်ပူပူစီစဉ်ရပါတယ်ဒါပေမဲ့အမေကျမကြီးကလည်းတစ်ဖက်ရှိသလိုကျွန်တော်ဟာကြုံရကားနဲ့မုံတမောက်ကိုခီးဆက်ပါလိမ့်ကားမောက်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ပခုံးမှာနိုင်ငံ့ပုံမဲ့တဲ့ဟန်များသာရှိပါတယ်ကျွန်တော်ဒီလိုအန်ဒီရကလွမြောက်ခဲ့တာဟာဖျားတရားတန်ကောင်ပြီးပါဆရာ ပူဇော်ပြီးအနန္တနဲ့နာငါဘာဂွန်ဂျေစုကြောင့်ဖြစ်တယ်လို့ယုံကြည်မိပါတယ်သူသည်မြစ်သစ္စာနဲ့မြစ်တာအခြေခံတဲ့ဂုံတော်ကိုဘမလီကိုအမြဲတမ်းထုံနေတယ်လို့ယုံကြည်မိပါတယ်အဲ့ဒီချိန်တော့ကျွန်တော်ဒိဋ္ဌံပတိစိတ်တဲ့ဘုံလုံးကုံတော်ကိုပါပတိစိတ်ဤကိုအများပြည်သူသိရှိစေဖို့အတွက်ကျွန်တော်တင်ဆက်ပေးလိုက်ပါမယ်။ဒီပတိစိတ်ဤဟာမသိမာတာဝန်ထမ်းဆောင်ခြင်းကမိတ်ဆွေတို့စီကနေရရှိတဲ့ကံကြီးတော်ဆရာတော်ဘုရားကြီးရဲ့သစ္စာနဲ့မြတ်တာကိုအခြေခံတဲ့ကုံတော်ကိုပါပတိစိတ်ဤဖြစ်ပါတယ်။ အရင်ကကျွန်တော်ကဘုံတော်ကိုပါကိုကိုနီကိုဟန်နဲ့ပရိစိတ်ပါတယ်နောက်ပိုင်းမှာတော့ကန်ကြီးတော်ဆရာတော်ဖရာရဲ့ပရိစိတ်မျိုးကိုဆွေးမြဲစွာဆရာအကျိုးထူးတွေကိုတွေ့ကြုံရပါတယ်ကျွန်တော်ရဲ့အဋ္ဌံပရိစိတ်ဖြစ်တဲ့ကန်ကြီးတော်ဆရာတော်ဖရာကြီးရဲ့ပရိစိတ်နေကတော့ခုလိုဖြစ်ပါလိမ့်အသိဉာဏ်ပိုင်းကန်ကြီးတော်မဟာသီမင်္ဂလယံမကျောင်းတိုက်ဆရာတော်ဖရာကြီးဥပညာတုတ္တရဲ့သစ္စာနဲ့မေတ္တာအခြေခံတဲ့ဂုံတော်ကိုပါပရိစိတ်နေကတော့ သောဘဂဝါ ETP အရဟံသောဘဂဝါ ETP တမ္မာတံဗုဒ္ဓောသောဘဂဝါ ETP ဝိဇာသရဏတမ္မန္တောသောဘဂဝါ ETP သူကတော်သောဘဂဝါ ETP လောကဝိတုသောဘဂဝါ ETP နုထရောဘူရိတာဓမ္မတရတိသောဘဂဝါ ETP တတတေဝမနုဿာနေသောဘဂဝါ ETP ဗုဒ္ဓောသောဘဂဝါ ETP ဘဂဝါပတိတရားရှင်လုံးတစ်ပတ်ကိုဂုံတော်တစ်ပါးရွတ်ဆိုပြီးဈေးရပါတယ် ကုံတော်ကိုပါပတိစင်ရမှာလိုက်နိုင်ရမယ့်စီကံချက်တွေကတော့မိမိမွေးနေ့နဲ့၄နိုင်မှ၈နိုင်အတွင်းချင်းသာဖြစ်ရမယ်တဲ့ပတိမစင်ကြီးပထမ၅ပါးသီလခံဖျားရှိခိုးပေးမေတ္တာတော့ယူရမယ်မေတ္တာပို့ရပါမယ်နောက်ပြီးတော့ဒိဋ္ဌံသစ္စာပြုရပါမယ်ကျွန်တော်ကယနေ့မှစမြတ်စွာဘုရားကုံတော်ကိုပါမှာတမားရင်ပတိတပတ်ကြောင့်ကိုပါရှိခြင်းကြောင့်ကိုပါနန္ဒတိုင်းကိုရမပြတ်မကွက်စိတ်ပါမယ်လို့ဒိဋ္ဌံပြုရပါမယ်နာပေါင်းတွေကိုမေတ္တာပို့အတိတ်တည်ထားပါမယ် အတိတ်သေးထားပုံကတော့ကျွန်ုပ်ဒီယနေ့မှစမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုပါကိုတပါးကိုပရိတပတ်ကြကိုပါရှိတဲ့အတွက်ကိုပါစိတ်ပါမီလို့ဒိဋ္ဌံသစ္စာပြုကြောင်းကိုဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ရေဆောင်နဲ့မြေဆောင်နဲ့ကဘာဆောင်နဲ့တသနာဆောင်နဲ့သခုလောကပါလတရားပြမနဝိဇာနမျက်နှကောင်နတ်ပေါင်းတို့အားပန်ကြကအတိတ်သေးထားပါတယ်လို့အတိတ်သေးထားပါမယ်အဲ့တော့သစ္စာပြုတဲ့အတိုင်းဂုဏ်တော်ကိုပါကိုပရိကိုပါစေရပါမယ်အဲ့တော့30ဘုံမှာရှိတဲ့ ဒုက္ခိတဒုက္ခိတတဝအပေါင်းကိုအမျှပေးဝေးရပါမယ်။ပရိစိတ်ကိုရပြည့်တဲ့နောက်ဆုံးမှာအကျွန်ုပ်သည်မြတ်စွာဘုရားရဲ့ကိုယ်တော်ကိုပါဓမ္မလင်ပရိတပတ်ကြောင့်ကိုပတ်နန္ဒတိုင်းကိုရမပြတ်မကွက်ပရိစိတ်ပါအံ့လို့တိတ်ထန်ပြူကြောင်းနတ်အပေါင်းကိုပန်ကြပြီးအတိတ်တည်ထားပါမယ်။ဒီလိုသစ္စာပြုကအတိတ်တည်းထားခဲ့တဲ့အတိုင်းကိုယ့်ရဲ့မပြတ်မကွက်အားထုတ်တာမှန်ကန်ကြောင်းအတိအမှတ်ပြုကြပါကုန်လို့ဂုံတော်ပတိတပတ်စေပြီးတိုင်း စေဝတီရဲ့ပင်လယ်ကူတုံးစင်မှာအရဟံနမောဗုဒ္ဓရာသိတိဆိုပြီးအစင်ပို့ရမှာဖြစ်ပါတယ်။ကိုရောက်ကိုလီဆေးရပါမယ်။ပထမအဆင့်81ရက်ဖြစ်ပါတယ်။ဒါကတော့အမတန်မှထူးခြားခဲ့တယ်။ဂုံတော်ကိုပါပတိစီနေကြောင်းနဲ့ကျွန်တော်ရဲ့ကိုတွေ့ဖြစ်ရကိုတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။